ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာဆေးရ3လ2025တနင်္လာနေ့အဖွင့်နေ့နော်တနေ့ကုန်စားအတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကြိုက်ရင်ကစားလို့ရအောင်လို့ကျွန်တော် site လေးဆွဲပြပေးမယ်နော် စနေနေ့တမိနစ်အတွက်နဲ့၄နာရီခွဲတွက်ပေါ့နော်တနေ့ကုန်စားအတွက်ဆိုက်ကလီဆွဲပြပေးမယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကကျွန်တော်ဆွဲပြပေးတဲ့ဆိုက်ကလီကိုကြည့်ရှုပါလေ့လာပါနော်မစ်စီလိုကြိုက်တယ်ဆိုလို့ရှိရင်မနက်မထွက်ရင်ညနေနော်တနေ့ကုန်စားလေးတန်ဆန်းကြည့်ပါဖွင့်နေမှာကျွန်တော်တနေ့ကုန်စားလေးစမ်းကြည့်မယ်ဗျာနော် စိုက်ကဘယ်လိုလဲဆိုရင်တို့ဒီကဒီကနေစတယ်ဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ4ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ8ဆိုတဲ့ကဏ္ဍရှိမယ်။အဲ့ဒီ6လေး8ဆိုတဲ့ကဏ္ဍ၃လုံးကို ကျွန်တော်ပေါင်းလိုက်မယ်။ဒီအနီအောင်လေးကကျွန်တော်ပေါင်းလို့ရတဲ့အရာလက်ကို break ယူမှာဖြစ်ပါတယ်။ 9ရက်4ရက်8ရက်ပေါင်းလိုက်လို့ရှိရင်21เนาะ9 8ပေါင်း21ဆိုတော့ကျွန်တော် tip rate ဆိုပြီးတော့ယူလိုက်မယ်နေအောင်လေးကကျွန်တော်9 8ကိုပေါင်းလိုက်တာ tip rate ရပါတယ်ပြီးအဲ့ဒီ tip rate နဲ့တွဲရမယ်လုံးပိုင်းလေးကိုကြည့်အောင်လုံးပိုင်းကဒီမှာပေါ့နော်အပြိုင်အောင်လေးဖြစ်ပါတယ်အပြိုင်အောင်လုံးပိုင်း ဒီအပြည့်အဝနှဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုကျွန်တော်ပေါင်းလိုက်ပေါင်းလိုက်မယ်ပေါ့နော်265နှစ်ရဲ့6ရဲ့5ရဲ့ပေါင်းလိုက်လို့ရှိရင်15ရပါတယ်15ဆိုတော့ကျွန်တော်5ဘိုင်းဆိုပြီးတော့ယူလိုက်ပါမယ်အပြည့်အောင်လေးက269ပေါင်းလိုက်တာ15ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်9ဘိုင်းဆိုပြီးတော့ယူလိုက်ပါတယ်အဲ့ break က tip break လုံးမှန်က9ဘိုင်းဆိုတော့ ဘာကနန်းထွက်တာလဲဆိုရင်ကျွန်တော်ကဒီအယောင်လေးနဲ့မပြတော့ဘောနော်။ဘာဖြစ်လို့ကျွန်တော် site ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်အယောင်လေးထတ်တော့မှကြောက်လို့ဘောနော်။အယောင်လေးထတ်သွားရှုပ်တော့မှဆိုလို့ပေါ့ပြောနော်။အဲ့ကျွန်တော်ပါဇက်ကနေပဲပြောပေးမယ်နော်။ tip rate ကို9ဘိုင်နဲ့ဘာကနန်းထွက်လဲဆိုလို့ရှင်အောက်မှာကြည့်လိုက်ပါ။မနက်ပိုင်းမှာနော်။65ဆိုပြီးတော့ထွက်ထားပါရဲ့နော်။65ဆိုပြီးတော့ tip rate ထွက်ပါတယ်။နော် tip rate နဲ့9ဘိုင်နဲ့တွဲပြီးတော့65ဆိုပြီးတော့ထွက်ထားပါတယ်။ဒါလေးကတော့ပထမပင်ပေါ့ဗျာနော်။ဒုတိယပင်လေးကိုဆက်ကြည့်ရအောင်။ ဒုတိယဘယံဒီမှာ9ဆိုတဲ့ခန်းရှိမယ်ဒီမှာ2ဆိုတဲ့ခန်းရှိမယ်ဒီအောက်မှာ3ဆိုတဲ့ခန်းရှိမယ်အဲကျွန်တော်9နှစ်3ဆိုတဲ့ခန်း3လုံးကို ပေါင်းပြီးတော့ကျွန်တော် break ယူမယ်9ရဲ့9ရဲ့2ရဲ့ပေါင်းရင်ခွန်ပြီး3နဲ့ဆက်ပေါင်းရင်30 30ဆိုတော့3ညဖြစ်ပါတယ်အဲ့တော့ကျွန်တော်3ည break ဆိုပြီးတော့ယူလိုက်မယ်နော် အနီရောင်လေးကကျွန်တော်9နှစ်3ပေါင်းလိုက်တာ30ဖြစ်တဲ့အတွက်ကြောင့်တုံညပရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်အဲ့ဒီတုံညပရိတ်နဲ့တွဲရမယ်လုံးပိုင်းလေးကကျတော့ဒီဘက်မှာအပြာရောင်လေးပေါ့နော်ဒီမှာ9နဲ့6နဲ့ရှိမယ်အမှား3ဆိုတဲ့ကဏ္ဍရှိမယ်။963ဆိုတဲ့ကဏ္ဍ3လုံးပေါင်းလိုက်မယ်။9ရဲ့6ရဲ့3ရဲ့ပေါင်းလိုက်လို့ရှိရင် 14ရပါတယ်14ဆိုတော့4ဘိုင်းဆိုပြီးတော့ကျွန်တော်ယူလိုက်ပါမယ်ကျောင်းဒီဘက်ကအပြာရောင်လေးက9 6 3ပေါင်းလိုက်တာ14ဖြစ်တဲ့အတွက်ကြောင့်နော်14ဖြစ်တဲ့အတွက်ကြောင့်4ဘိုင်းဆိုပြီးတော့ယူလိုက်ပါတယ်အဲ၃ညပရိတ်ကို4ဘိုင်းနဲ့ဘာကနန်းထွက်တာလဲဆိုလို့ရှိရင်ကျွန်တော်ညနေပိုင်းအောက်မှာညနေပိုင်းမှာကြည့်လိုက်ပါနော်ညနေပိုင်းမှာထွက်တာပါတယ်၃ညပရိတ် လေးပိုင်းနဲ့တွဲပြီးတော့ညနေပိုင်းမှာ၄6ဆိုပြီးတော့ထွက်ထားပါရနော်မက်စီမြအမြင်ရှင်းအောင်ပေါ့ဒီမှာပေါ့နော်ဒီမှာတုံညာပရိတ်နော်၄ပိုင်းနဲ့တွဲပြီးတော့၄6ဆိုပြီးတော့ထွက်ထားရနော်ညဒုတိယပင်ပြီးပေါ့နော်တတိယပင်လေးကိုဆက်ကြည့်အောင်တတိယပင်ကဒီမှာ1ဆိုတဲ့ကဏ္ဍရှိမယ် ဒီမှာ၄ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ၉ဆိုတဲ့ကဏ္ဍရှိမယ်တည့်ရဲ့၄ရဲ့၉ရဲ့ပေါင်းလိုက်မယ်တင်းနဲ့၄နဲ့ပေါင်းရင်တင်းနဲ့၄နဲ့ပေါင်းရင်၅ဒီ၉နဲ့ထပ်ပေါင်းရင်14ပေါ့နော်တည့်၄ကိုပေါင်းရင်14ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်၄ဘရိတ်ဆိုပြီးရယူလိုက်မယ် အနီရောင်လေးက1လေးကို ပေါင်းလိုက်တာ14ဖြစ်တဲ့အတွက်ကြောင့်4 brace 4 brace ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်နော်အဲ့ဒီ4 brace နဲ့တွဲရမယ်လုံးမိုင်းလေးကကြတော့ကျွန်တော်အပေါ်ကလိုပဲပေါ့နော်အပြာရောင်လေးဒီမှာဒီမှာ1နဲ့8နဲ့ရှိမယ်ဒီအောက်မှာကကြတော့ကျွန်တော်တုံညဆိုတဲ့ကဏ္ဍလေးရှိမယ် ဲ့တော့ရှစ်တောင်ရပါတော့ရှစ်ရဲ့တရဲ့တောင်ရရဲ့ပေါင်းလိုက်လို့ရှိရင်9ရပါတယ်9ဆိုတော့ကျွန်တော်က9ပိုင်းဆိုပြီးရယူလိုက်မယ်အပြာရောင်လေးက8တောင်ရပေါင်းလိုက်တာ9ဖြစ်တဲ့အတွက်ကြောင့်9ပိုင်းဆိုပြီးရယူလိုက်ပါတယ်အဲ့တော့လေးဘရိတ်ကို9ပိုင်းနဲ့ဘာကနန်းထွက်တာလဲဆိုရင်သူကဒီမှာညက်နေပိုင်းမှာနော် ၄ break 6ပိုင်းနဲ့ဒီမှာ9ဆိုပြီးညနေပိုင်းမှာထွက်တာပါတယ်เนาะကျွန်တော်ပထမဘင်ကကြတော့မနက်ပိုင်းမှာထွက်တယ်ဒုတိယဘင်ညနေပိုင်းမှာထွက်တယ်တတိယဘင်ကလည်းညနေပိုင်းမှာထွက်တယ်ပေါ့เนาะကျွန်တော်နောက်ထပ် stout ဘင်လေးကြည့်အောင်เนาะ၄ဘင်မြောက်ကလေးကြည့်တယ်ဒီပြင်မြောက်ကဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ5ဆိုတဲ့ကဏ္ဍရှိမယ်

16ဆိုတော့ကျွန်တော် compress ဆိုပြီးတော့ယူလိုက်မယ်အနီအောင်လေးကကျွန်တော်656ကိုပေါင်းလိုက်တာ16ဖြစ်တဲ့အတွက်ကြောင့် compress ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်အဲ့ဒီ compress နဲ့တွဲရမယ်လုံးပိုင်းလေးကကြတော့ဒီဘက်မှာ ပြည်အောင်လေးဖြစ်ပါတယ်ဒီမှာနှစ်ရယ်၃ညရယ်အောက်မှာက2ရှိမယ် နှစ်တုံညာနှစ်ကိုပေါင်းလိုက်မှာပေါ့နော်နှစ်တုံညာနှစ်ကိုပေါင်းလိုက်ရင်လောက်ရလဲ400ပါတယ်နော်နှစ်တုံညာနှစ်ကိုပေါင်းလိုက်ရင်400ရတဲ့အတွက်ကြောင့်4ဘိုင်ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါမယ်4ဘိုင်ဟုတ်ပြီနော်ကြောက်အပြာရောင်လေးကနှစ်တုံညာနှစ်ကိုပေါင်းလိုက်တာ4ဖြစ်တဲ့အတွက်ကြောင့်4ဘိုင်ဆိုပြီးတော့ယူလိုက်ပါတယ်ကျွန်တော်တို့၁၀ရဲ့၃လ၂၀၂၅ နော်12နာရီတွက်နဲ့6နာရီခွဲအတွက်နော်တဏီကုံစာအတွက်ပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေများကြိုက်လို့ကန်ဆန်းခြင်းနဲ့ဆိုလို့ရှိရင် complete 4ဘိုင်နဲ့ပေါ့နော် complete 4ဘိုင်နဲ့ဆိုတော့4 3ပေါ့ဗျာနော်4 3ပြီးရင်အရန်လေးထည့်ပေးအောင်မနော်ကျွန်တော်အရန်လေးထည့်ပေးအောင်မယ်၄၃အားပါနော်ဒီ၄၃ကတော့အဓိက main ပါနော် ခွန်ဘရိတ်၄ဘိုင်းနဲ့နော်အဲ့တော့အရင်ကကြတော့ကျွန်တော်ခွန်ရဲ့ပါဝါ2ပေါ့လားအဲ့တော့ခွန်ဘရိတ်ရဲ့ပါဝါ2ဘရိတ်ရဲ့၄ရဲ့ပါဝါ6ရဲ့နော်တွဲပြီးတော့ကျွန်တော်အရင်လေးထည့်ပေးမယ်နော်၄ရှစ်အား၄ရှစ်အားပြီးရင်6ရှစ်အားကိုတုံးအား ဒီလေးွက်ကိုကျွန်တော်အရန်အရန်ဖြစ်ထည့်ပေးလိုက်မယ်နော်ဘာလို့လဲဆိုရင်ကျွန်တော် compare ရဲ့ power နှစ် break နော်လေးပိုင်ရဲ့ power ကိုဆိုတော့ကျွန်တော်ဒီလေးရှိရဲ့ကိုရှိရဲ့ကိုတုံးရဲ့ကိုကျွန်တော်အရန်လေးထည့်ပေးလိုက်တယ်ပေါ့နော် okay ပါဆေးရ3025တနေ့ကုန်တွက်ပါเนาะ43 r 48 r 68 r 93 r ပါเนาะ ျွန်တော်ချစ်မိတ်ဆွေများဒီ site လေးကိုအစအနေဆုံးကြည့်ရှုပြီးပြီးလေ့လာပြီးပြီးဆိုလို့ရှင်ကြိုက်နှစ်တက်တယ်ဆိုလို့ရှင်တနေ့ကုန်ကန်ဆန်းကြည့်ပါเนาะမနေ့မထွက်ရင်ညနေထက်ကန်ဆန်းကြည့်ပါเนาะ Okay ပါဖွင့်နေမှာကျွန်တော်ချစ်မိတ်ဆွေအားလုံးကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရနော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေ လိုအင်စန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းဆွံ့ကျင်းနိုင်တဲ့ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်တရားရှိရာနေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်